အားလုံးပဲမင်္ဂလာပါ Audio Box by Rosebella နဲ့မှာကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့ဆရာကြီးတကုံတာယာရဲ့လာရောင်ရှုံးမြသောညတညာဆိုတဲ့ဝတ္ထုကြီးကိုစတင်ဖတ်ရှုသွားမှာဖြစ်ပါတယ်။အားလုံးပဲနားတော်တာဆင်ခံစားပေးကြပါအောင်ရှင်။လာရောင်ရှုံးမြသောညတညာအပိုင်းတဲ့ရမုံနာအင်းကြီးကို တောင်များကဝန်းရံထားကြလေ၏အင်းကြီးမှာစိမ့်နှက်သောရေပြင်ရှိ၍အလျား၅မိုင် အနံ၅မိုင် ကျယ်ဝန်းသည်ဟု ပြောကြ၏အင်းကြီးတစ်ဖက်တွင် မောပြည်နယ်ဤမြို့တော်လှပသောယမှုနရထမြို့တည်ရှိ၍သူနှင့်မျက်နှာချင်းဆိုင်အင်းတစ်ဖက်တောင်ကြီးတွင်စိတ်တကရရဲတိုက်ကြီးရှိ၏ရဲတိုက်ဤကျောနောက်တွင် ထင်းရှုပင်နှင့်ယူကလစ်တပင်များကခြံစည်းတိုင်းတစ်ဖွဲစီရန်ထားသော န်းဥယင်ကြီးရှိသည်မြက်လန်းကလေးများရပ်ဖောက်ထားပြီးလမ်းဆောင်တို့၌ပန်းရုံကလေးများရှိသည်ဥယင်ဤအလယ်၌ခြေဖြန့်ကောင်ဤပစက်မှာရေများပန်းထွက်ဖြားကြနေ၏ရဲတိုင်းဤရှင်းမျက်နှာစာအုပ်လေကတည်းမှကြည်လိုက်လျင်တစ်ဖက်ကမ်းရှိယမုနရထမျိုးရှုခင်ကိုကောင်းစွာမြင်နိုင်လေ၏ စိတ်ဓာကရရဲတိုက်ကြီးကိုပရိသရစ်မင်းသားတပါးကလွန်ခဲ့သောအနှစ်တရာခန့်ကတိဆောက်ခဲ့သည်တီဘောမင်းနန်းကြလောက်သောအခါ ထိုမင်းသားသည် လူစု၍အင်္ဂလိပ်အားခုခံတိုက်ခိုက်ရင်တည်ဆုံးသွားသည်သူ၏အဆက်အနွယ်မှာဆင်းရဲနွမ်းပါးသောကမြမတထေးတူအားရောင်းလိုက်သည်မြမတထေးတံမှခင်ကငှားထားခြင်းဖြစ်လေသည် အုတ်နီသားအတိုင်းထား၍အဝေးမှချီလျင်စိမ့်သောတစ်ပင်များအကြားမှာမြင်ရသောနီနီအဆောက်အုံကြီးကိုရွာသားများကရဲတိုင်းဟုခေါ်ကြ၏။အိမ်တော်ပရိဘောဂများမှာရှီဟောင်းလက်ရများဖြစ်ကြ၍ခင်ဤအိတ်ခမ်းဆောင်သာ ခစ်ဆန်စွာ ပြင်ဆင်ထားပေ၏။ဧကန်နိုင်ငံတို့၌အင်္ဂရိပကြီးကားများချေရီးမွမ်းမံထားခြင်းကြောင့် အမျိုးသားအမှုပညာလိုက်စားသူများသူတေသနာဆရာများလာရောက်လည်လာ ကြည့်ရှုတကြသည်နှွေဦးပေါင်း၌ခင်သည်မျက်နှာစာရှိမျက်ခင်းလေကလေး၌နေတတ်သည် ထိုနေရာမှနေကြည့်လျင် အင်းတစ်ဖက်ကမ်းရှိတောင်ဆောင်း၌မေးမိထားသောယမုနရထာမျိုးမှတဆောင်းပြသက်များကိုမြင်ရလေသည် သို့မဟုတ်လျင်လဲကျောဘက်ဥယျာဉ်ထဲရှိထင်းရှုပင်များအောင်၌လမ်းလျှောက်တက်လေသည် မိတ်ဆွေများလည်းပတ်ကြသည့်အခါပင်တရားဦးမင်းမိုင်းပုံရီပူဆန်းမိုးနေစသောနေရာများသို့သွားလေရှိကြသည်တခါတရံသာမိတ်ဆွေတင်ကဟာတို့ဖိမှယမှုနရထမျိုးပတ်သို့သွားသည်ဥယျင်ထဲရှိတစ်ပင်အောင်၌စာဖတ်ရခြင်းကိုမှုလျော်သည် စာဖတ်ရခြင်းမှညင်းငွေလျင် သူ၏ Bell Air ကားကို ကိုယ်တိုင်မောင်းကအင်းကြီးကို ပတ်တက်သည် ငုနီလာများပွင့်ခြင်းတွင်ကကြက်လက်လက်အပွင့်ကလေးများသည်တချံလုံးရှက်တန်းနေပေသည်သူသည် အပြာရောင်အောက်တွင်ကြည်မောရွေနေလေသည်သူ၏ခင်ပွန်းသည်စောတီဟာတည်ဆုံးသည်မှာတစ်နှစ်ကျော်ပေပြီသူတို့မောင်နှံသည် ရှစ်နှစ်ကျော်ကာလပတ်လုံးငွေကိုရေလိုသုံးဆွဲက စိတ်မချမ်းမြေ့စွာပေါင်းတင်းလာခဲ့ကြသည်စောတီဟာတည်ဆုံးသွားသောအခါသူ့လက်ထဲ၌ငွေအမြောင်များမကျန်ရခဲ့တော့ လဝတ်လက်စာအချို့နဲ့ငွေသားအနည်းငယ်သာချန်ရခဲ့ကအသက်26နှစ်အရွယ်တွင်မုတ်ဆိုးမှဖြစ်ခဲ့ရလေ၏။ရန်ကုန်မှထွက်မလာခင်ပင် သူဤဝတ်လုံကသူ့အားပြောခဲ့သေးသည်။မိမိဥပြောခြင်းနဲ့မိမိမှာခလေးလက်ချန်ရတာမဟုတ်ဘူး။နောက်ပြီးတော့စားဖို့နေဖို့ဆိုတာလဲတိတ်ပူစရာရှိလာတာမဟုတ်ဘူး။ချမ်းမအောင်စိတ်ချမ်းသာအောင်သာနေအရွယ်ကငငယ်ရှိသေးတယ်။လှလဲလှတယ်။အဲ့ဒီတော့နောက်ထပ်အိမ်အောင်ပြောမှာပဲ။ ။ဦးပြောချင်တာကဒီတခါတော့အချစ်အတွက်နဲ့လက်မထက်နဲ့တော့ဟုတ်လား။မားခဲ့တယ်ဆိုတာသိပြီမဟုတ်လား။တီတီတန်တန်နဲ့ထထဲဝဝနေရဖို့ဘဝရဲ့အဖို့တဟဲဖြစ်ဖို့အတွက်သာလက်ထပ်ပြီးတော့ဝတ်လုံးမှာငယ်စဉ်ကတည်းကတည်ကျွမ်းလာသူဖေဖေဤမိတ်ဆွေအဖိုးကြီးဖြစ်ပေသည်ဝတ်လုံးကသူ့ကိုကျောင်းနံမဲမေမီဟုပင်ခေါ်သည်ခင်ကရေမောခဲ့ပေသည်သူသည်လင်မယားဘွားဤခါတီတော်အတွေ့အကြုံကို ခံစားခဲ့ရပြီ။နောက်ထပ်အိမ်အောင်ဘဝတစ်ခုကိုဆွန့်ဆွန့်ဆဆမလုပ်ချင်တော့ပြီ။သို့တော့စမ်းကျဲဒီကယခုမောပြည်ရောက်မှအမျော်အမြင်ရှိသောဝှလုံကြီးဤဆုံးမစကားကိုစဉ်းစားနေရပြီ။ယနေ့ညနေပင်လည်းအိမ်အောင်ရေးဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ရမလို့ဖြစ်နေပြီ။မကြမီပင်လည်းဦးရဲအောင်သည် စိတ်တကရာသို့ရောက်လာပြီတော့မြည်ပါတကား။